ဒီလူနာမေးထားတာတော့ तू ကတော့ဒါစီချိုအကြောင်း तू တော်တော်နားလည်နေတူတယ်။ဘာဖြစ်လို့လဲဆိုစီချိုမှာနောက်ဆက်တွဲယောဂတွေရှိတယ်ပေါ့နော်။အဲအဲ့ခါကျတော့ तू ကသိကျင်တာဒီနောက်ဆက်တွဲယောဂတွေကိုကာကွယ်ဖို့အတွက် CGM ကတစ်ဖက်တလမ်းအမယ်ကူညီပါသလားပေါ့နော်။အဲ့လိုသိကျင်တာ။ဟုတ်ကဲ့။ဒီဆက်ကိုတက်လိုက်တာ ਨੇ နောက်ဆက်တွဲတွေမဖြစ်ဘူးအဲ့လိုမျိုးဒါလိုက်တော့မဟုတ်ပါဘူးအာဒီဆက်ကခုနကကျွန်မပြောခဲ့သလိုပဲစီချိုအတက်ကြတွေကိုထိန်းနိုင်တယ်ပေါ့နော် ဘာလို့လဲဆိုတော့သူကတက်လိုက်ရင်ကနန်းမြေနေတော့လူနာလည်းကိုဘာသာကိုတော့လည်းတီကွန်ထရိုးရသွားတာပေါ့လေနောက်တစ်ခါနောက်ပိုင်းသူစေတနာကြီးလုပ်ကြည့်ရခါကျတော့ဒီတက်ထားတဲ့လူတွေရဲ့စီဂျူတွေကမတက်ထားတဲ့လူတွေရဲ့စီဂျူတွေတက်ပို့ပြီးတော့ဟိုထိန်းနိုင်တယ်ပေါ့သုံးလပြန်ပြစီဂျူပို့ပြီးထိန်းနိုင်တယ်ဆိုတာအများကြီးတွေ့တယ်ဘာလို့လဲဆိုတော့လူဆိုတာကိုဘာသာကိုဟိုကွန်ထရိုးလုပ်တာပေါ့လေနောက်တစ်ခါတော့လည်းစိတ်ညစ်ရတာပို့လွယ်တယ် ကိုကအင်ဆူလင်ထိုးတယ်ညာဘက်ကိုထိုးတယ်လူလားအိတ်နေတယ်ကျနေလားတက်နေလားမသိမနေ့ကျရင်တော့သူကနန်းသူတွေ့ရောတခါလေကျတော့ကျွန်တော်တို့ဆက်ကိုတက်လိုက်တဲ့အခါကျတော့တညာလုံး90လောက်ကျနေတဲ့လူတွေလည်းတွေ့ရတယ်ပေါ့လေဒါကြောင့်မို့ဒီဟာကိုတက်လိုက်တယ်ဆိုလို့ရှိရင်တော့သူများထက်ပိုပြီးတော့စီချိုထိန်းနိုင်တာပိုကောင်းတာပေါ့လေနောက်ဒီစီချင်းတက်ဆက်လေးမှာတော့ဘာပါလဲဆိုတော့ timing range လို့ခေါ်တယ် timing range ဆိုတာဘာလဲဆိုတော့ကျမတို့ကစီချိုကို80ကနေ180အတွင်း90ဟုတ်နော်စီချို80ကနေ180အတွင်းကိုအချိန်တိုင်းတာတစ်ခုရဲ့80ရာခိုင်နှုန်းကို8တဲမှာပဲရှိစီခြင်းတယ်အော်အချိန်တိုင်းတာ80ရာခိုင်နှုန်းကအဲ့တော့3နိုင်ဆို3နိုင်အတွင်းမှာဆိုရင်80သူတက်ထားတဲ့နှစ်ပတ်အတွင်းပေါ့သူရဲ့နှစ်ပတ်အတွင်းမှာနှစ်ပတ်ရဲ့80ရာခိုင်နှုန်းတော့အချိန်နေရ80နဲ့180ကြားထဲမှာပဲရှိရ ဆိုလိုတာတချို့သောချိန်လေးမှာကျသွားတာရှိနိုင်တယ်။တရ80ရက်များသွားတာလည်းရှိနိုင်။သို့တော့များသွားဖြင့်80ရာခိုင်နှုန်းနဲ့အထက်ကတော့ဒီနှစ်ခုကြားထဲမှာပဲရှိရဆိုရင်ဒီ timing range 80ရာခိုင်နှုန်းကျော်တဲ့လူတွေကနောက်ဆက်တွဲယောဂါတွေပို့ပြီးကာကွယ်တယ်။ဒါကြောင့်မလို့ဒီဆက်တက်ရင် ကာကွယ်လားဆိုတော့ဆက်တက်ယုံနေတော့မဟုတ်ပါဘူးဆက်ကိုတက်ရမယ်စီချိုပို့ထင်းရမယ်ခုနပြောတဲ့အကောင်းဆုံးဖြစ်တဲ့ဒီအချိန်ပေါ့အချိန်တိုင်းတာတစ်ခုရဲ့အဲ80ရာခိုင်နှုန်းဒီ80နဲ့စီချိုကဏ္ဍ80နဲ့180ကြားမှာအချိန်များများအချိန်များများထိန်းနိုင်လေလေသူ့အတွက်နောက်ဆက်တွဲယောဂဖြစ်သောအနည်းဆုံးဖြစ်လေလေပေါ့နော်ဒါကြောင့်အဲ့လိုပြောရမယ်ဆိုရင်တော့ interrightly ပေါ့တော်ရွယ်သုံးနည်းဖြင့်တော့သူကဒီနောက်ဆက်တွဲယောဂလေးကိုကာကွယ်ပေးပါတယ် ဟိုခုနကပေါ့နော်အမေကနေတော့မပါဘူးဒါပေမဲ့အမေပြင်လုပ်နေတဲ့စိတ်ဝင်စားလာလေဘာလို့လဲညဘက်စီးကြောအရင်တည်ကျင်ကြညဘက်စီးကြောဘာလို့အရင်တည်ကျင်တာအိတ်သွားတဲ့ခါမှာလူတွေကသူတို့စီးကြောကြလာဆိုတဲ့လက္ခဏာကိုမသိတော့ဘူးအမှစီးကြောကြလာလို့ရှိရင်အဲကြားတဲ့လက္ခဏာတွေကရင်တုံနေလို့ချွေးစီပြန်လို့ပိုက်စားတယ်။ဒါပေမဲ့လူတယောက်အိတ်နေလို့ရှိရင်အဲ့ဒါတွေမသိဘူးပေါ့နော်။သို့တော်ဒီလိုမျိုးတွေ ညာဘက်ကိုနော်တာနဲ့ hypoglycemia ခေါ်တယ်။ညာဘက်တည်းမှာကျတယ်ဆိုရင်လူရဲ့နှလုံးကိုထိခိုက်စေတယ်။ဒါမှမဟုတ်ချိုးရီယာအိရာထဲမှာအဲသက်ဆုံးနေရဥပါလို့ဒါမျိုးတွေပေါ့လေမတိလိုက်တဲ့ခါမှာနှလုံးအတွက်ကိုထိခိုက်တိုက်တယ်။ဒါကြောင့်မလို့ကျမတို့ကဒီဆီးချိုကြတာဒီနေခင်းမှာတော့သူ့ဘာသာသူပြန်ပြီးတော့ပြန်တက်အောင်လုပ်ဖို့အတွက်သူကအသိရှိပြီးမြဲအိပ်ပျော်နေတဲ့အချိန်မှာကျတော့ ကြောက်လာတယ်ပေါ့နော်။ဒါမှမဟုတ်အဓိကအဖြစ်တော့ညာဘက်ကိုဆေးအများကြီးတောက်ရတဲ့လူတွေ insulin dose အများကြီးပေးတဲ့လူတွေမှာတော့ညာဘက်အိပ်ရာဝင်တဲ့ချိန်မှာ hypoglycemia ကတော့အရေးကြီးပါ။အော်။ဟုတ်ကဲ့။ကျွန်တော်ဒီချာရှင်းပြပေးကျေးဇူးပါ။ဒီလူနာမေးထားတာပေါ့နော်သူကတော့အာဘယ်လိုပြောလဲအခုနောက်ပိုင်းစီဂျိုလူနာတွေမှာ trend တစ်ခုရှိရပေါ့နော်ကိုလိတ်တင် ချော့ချော့ချရမယ်เนาะကိုပါဇက်ကိုကိုစောင့်စည်းရမယ်ပေါ့เนาะစားနေလိုက်စားလို့မရဘူးပေါ့เนาะအဲ့တော့သူသိကျင်တာ CGM ငါတဲ့ကိုလေးချိန်ကြဖို့နဲတဲ့အစားစားခြင်းစိတ်တွေလေထိမ့်ချုံနိုင်ဖို့လေကုညီပေးနိုင်ပါသလားတဲ့ ဆက်တီးတက်လာရင်တော့မစားချင်တော့အလိုတော့မဟုတ်ဘူးပေါ့နော်ဒါစီချိုလူတိုင်းမှာစားစားချင်စိတ်ကိုထိ ंछ ုပ်လာဆိုတော့ဒီလိုမျိုးကြီးဆက်တက်လာရင်ထိ ंछ ုပ်တယ်တော့ဒါပဲမဲ့သူ့ကိုတော့အတီတရားတော့ဟိုအတီပေးနေသလိုတော့ဖြစ်မှာပေါ့နောက်အပေါ်မှာကျွန်တော်ပြောသွားသလိုပဲအဲဒီစားစားရင်ကဘယ်လောက်တက်မလဲဆိုတော့ဘူးမှမသိဘူးပေါ့အဲ့တော့မစားခင်မှာ CGN လေးကိုကြည့်လိုက်တယ်တရားပဲရှိတယ် စီရပေါ့နော်ဒါပေမဲ့သူစားလိုက်တယ်ဟိုက်ပြန်လဲကြည့်ရော350ဖြစ်သွားဆိုရင်ဒီစားစာမျိုးကသူ့အတွက်မသင့်တော့ဘူးပေါ့နော်အဲ့လိုနီးနေတော့သူအဲထိန်းလို့တော့ရနိုင်ပါတယ်နောက်ခေါက်ကဒီစားစာတွေမှာ glycemic index ခေါ်တဲ့အချိုများများတက်တဲ့စားတွေပေါ့ဟိုတော်တော်များများသိမ့်မသိကြအောင်နောက်စားပြီးတော့မှပဲသူတို့ကိုယ်တိုင်ပဲသိကြပါဥပမာဆိုရင်နားတွေက အဲ့ဆမဒီအားလေးစားလိုက်တယ်ဒါဆိုတော်တော်တက်တယ်နော်စားပြီးရင်ဖောက်လိုက်တော့သူတို့ပဲပြန်ပြီးတော့တကယ်တော့ဟိုကိုယ်တိုင်းသိတဲ့ကိစ္စပေါ့လေအဲ့တော့စားစားခြင်းစိတ်ကိုထိန်းချုပ်လာဆိုတော့ဒီဟာကိုသိသွားတယ်ဆိုလို့ရှိရင်ဘာတွေစားရင်ဘယ်လောက်တက်တက်တယ်ဆိုတာသိတဲ့အခါမှာတော့ တို့ပြန်ပြီးတော့ကိုယ်တိုင်ပေါ့လေဟိုအစားဟိုတော့ diet ပြန်လုပ်နိုင်ပြီလို့ထင်ပါတယ်စင်ကျင်လို့ရရအမှန်နဲ့ကျွန်တော်ဆိုနည်းနည်းသိတယ်ကျွန်တော်ဆိုပရီတာပြီးရှိတော့လေပဇွန်စားတာနဲ့ကျွန်တော်ကလူကိုနည်းနည်းလေးတက်လာကိုယ်ကန်စားမိတယ်လို့လို့ပါတို့ကိုတို့ကတော့ဂယူးဆိုင်ကြရတယ်တော့ဘယ်ဟာစားရင်ဘလောက်တက်တယ်ဆိုတော့ဒီဟာပေါ်နေတော့လေမမြင်တော့မြင်နေတာပေါ့ဒါပေမဲ့တချို့ကတော့ extreme ဖြစ်သွားပြီးတော့စိတ်ပူပန်မှုတွေအများများသွားတာမျိုးလည်းရှိတတ်ပါတယ်ဟုတ်ဒါအစားအစာဘောเนาะဒါ ပွင့်လေးပြိုင်တော့ထိန်းချိုးလို့တော့မရဘူးဒါပေမဲ့အတိတော့ရစေတယ်ပေါ့နော်ဝိတ်ကြစေတာဝေးကြတယ်ဆိုတာကတော့ခုနပြောဆက်ကြီးတက်ပြီးတော့ဝေးကြတာတော့မဟုတ်ဘူးเนาะဒါလည်း तू ကိုယ်တိုင် weight ဟိုချစီချင်ချကျင်နေဟိုပါပေါ့လေအဆန္ဒရှိမှပဲ तू လိုက်ပြီး weight ချမှာပဲကြာမှာပေါ့ဒါတခုတည်းနဲ့တော့လဲဟို weight ကိုဒါလိုက်ကျသွားတာမျိုးတော့မဟုတ်ပါဘူးကိုလေးချင်ချဖို့အတွက်အစားတောက်တဲ့အရေးတော့ကြီးပါတယ်ဟုတ်ဟိုဒီမိကုန်းနဲ့ပဲဆက်ပြီးတော့မေးချင်တာအဲ့ CGM ဆက်ကအဲ့ခဏကောမှ14ရက်တက်ထားဆိုတော့ तू ကနေ့စဉ်ကျူက ကိုနဲ့ကန့်နေတာဆိုတော့ဟိုမပြုတ်ကြတာဟိုခိုင်ခန့်မှုဘယ်လောက်ရှိလဲဘောနော်ဘာလို့လဲဆိုတော့လေ့ကျင့်ခန်းဂျင်သွားတယ်ဘာညာတမားလို့နော်အဲ့ဆို အခု CGN ကကြတော့ဒီ tissue ရေထဲမှာသူ့ရဲ့အာယုံခံတဲ့ sensor ချောင်းလေးပါတယ်အဲ့ဒီပုံမှာမှကျမတို့ကပြန်ပြီးတော့ဟို blaster လိုဟာမျိုးလေးနဲ့ကတ်ထားတာပေါ့နော်အဲဒီ blaster တွေကတော့များသောဖြင့်ရေကူးလို့လည်းရတယ်ရေချိုးလို့လည်းရတယ်ချွေးတော်ယုံတုံထွက်ယုံနဲ့တော့တိတ်တော့မကွာတတ်ဘူးပေါ့အဲဒါလေးနည်းနည်းဟလာပြီဆိုရင်လည်းအပေါ်ကအားလေးကိုပဲပြန်လဲလို့ရပါတယ်ဒီ CGN ဆက်ကတ်ထားတဲ့ဒီ sensor ကြီးတစ်ခုလုံးပြန်ပြီးတော့လဲဖို့မလိုပါဘူးဩဒါဆိုရင်တော့တော်တော်ဆက်လေးရဲ့ တော့တော်ခိုင်ခိုင်ခိုင်ခန္ဓာကိုယ်ပေါ်မှာရှိရပါတယ်ဘောနော်ဒီကဘာဟုတ်ဟုတ်ကဲ့အဲနောက်မေကုန်းတစ်ခုကတော့ဒါစီချိုရှိတဲ့လူနာတိုင်းပေါ့နော်ဒါအာယုံဆိုင်ရတဲ့အရာပေါ့အင်ဆူလင်ပေါ့နော်ဒါဒါဟိုစီချိုနဲ့အင်ဆူလင်ဆိုတာခွဲလို့မရဘူးပေါ့နော်ဒီလူနာသိကျင်တာကတော့သူကဒီအင်ဆူလင်အာနိသင်နဲ့အစွမ်းထက်လာဖို့ဘလို့ပြုမှုနေထိုင်သင့်တယ်လဲပေါ့နော်လိုက်စတိုင်ကိုဘယ်လိုက်စတိုင်ကအင်ဆူလင်ထွက်အောင်ကောင်းစီလဲ အဓိကပြင်းတော့အမျိုးအစားနှစ်စည်းကြိုတွေပေါ့ကျွန်တော်တို့အတွေ့များတော့အမျိုးအစားနှစ်ပေါ့လေဒီအမျိုးအစားနှစ်စည်းကြိုတွေကအင်ဆူလင်မထွက်တာမဟုတ်ဘူးထွက်တယ်ဒါပေမဲ့ထွက်လာတဲ့အင်ဆူလင်ကိုခန္ဓာကိုယ်ကအဲအသုံးမပြုနိုင်ဘူးပေါ့လေအင်ဆူလင်ရက်စစ်ဆန့်လို့ခေါ်တယ်ဒါကြောင့်မလို့ကိုယ်မှာရှိတဲ့ထွက်တဲ့အင်ဆူလင်တွေကိုခုနပြောသလိုမျိုးပို့ပြီးတော့အားကောင်းလာအောင်အသုံးပြုနိုင်အောင်အတွက်သူက lifestyle နေထိုင်စားသောက်မှုပုံစံတွေပြောင်းဖို့လိုပါတယ်အဓိကအဖြစ်အရေးကြီးဆုံးကတော့ကိုယ်လေးစိန် short ချဖို့ပဲ ကိုလေးရှင်ညာနေတယ်ဘယ်ညာနေတဲ့လူတွေကအင်ဆူလင်ဒီတုံ့ပြန်တဲ့အာပို့ပြီးတော့ဟောပေါ့လေခုကပို့များတယ်ပေါ့ကိုထုတ်တဲ့အင်ဆူလင်ကိုကိုကသုံးမပြူနိုင်တခြားဒီလိုလူတွေမှာအင်ဆူလင်ဖောက်ကြည့်လိုက်အများကြီးပဲဒါပေမဲ့ထွက်နေတဲ့အင်ဆူလင်တွေကဒီခန္ဓာကိုယ်ရဲ့ tissue level တွေမှာသူ့ရဲ့နေရာတွေမှာအလုတ်ကောင်းကောင်းမလုပ်နိုင်ဘူးတော့ကျမတို့ကအနည်းဆုံးတော့ကိုလေးချိန်ကိုငို၄ချိန်ရဲ့9ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းလောက် short ချသွားရင် ေါင်200ရှိရင်တော့ပေါင်20ပေါ့မလျှော့နိုင်တော့အနည်းဆုံးသူ့ရဲ့900ရာခိုင်နှုန်း14ပေါင်လောက်လျှော့ချလိုက်တဲ့ဆိုရင်ဟိုပဲသူ့ရဲ့ insulin ကကောင်းကောင်းပို့ပြီးတော့အလုပ်လုပ်ပါတယ်။ဒါကြောင့်အရင်ဆုံးအရေးကြီးဆုံးကတော့နံပါတ်1ကို၄ချိန်လျှော့ချမယ်ပေါ့နော်။ဟိုကျွန်မကပေါင်200ကြီးကိုပေါင်100လောက်လုပ်ခိုင်းတာတော့မဟုတ်ဒါပေမဲ့သူ့ရဲ့လက်ရှိမူရင်းရဲ့900ရာခိုင်နှုန်းလောက်ချရင်ကိုတော်တော်ကြီးကောင်းတယ်ပေါ့။ဒါကတော့နံပါတ်1ပေါ့။နံပါတ်2ကတော့ကိုလက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ဖို့လိုတယ်။အဲလေ့ကျင့်ခန်းလုပ်ပြောလိုက်ရင်လူတွေကလမ်းလေးထွက်လျှောက်တာလို့ပဲမြင်တယ်ပေါ့နော်။ဒါမျိုးကိုလေ့ကျင့်ခန်းလုပ်မခေါ်ပါဘူး။ချွေထက်ရမယ်။နောက်ပြီးတော့ဒီနှလုံးခုန်လုံးမြင်ရမယ်။ဒါမျိုးလေးဥမာဆိုရင်လမ်းကိုခတ်သွက်သွက်လျှောက်တာမျိုးပေါ့။နောက်ခွာကြတော့စပိန်စီးတယ်နော်။တနာယူနေဆုံး3မိုင်လောက်ရောက်တဲ့နှုံမျိုးနဲ့စီးရတာမျိုး။ နောက်ပြီးတဲ့အခါကျတော့ဟိုဥယျံချမ်းစိုက်ပျိုးတာကတာတို့အဲချွေးထွက်တဲ့အာမျိုးတွေပေါ့ဒါမျိုးတွေကိုတနေ့ကိုအနည်းဆုံးမိနစ်30နာရီဝက်တပတ်မှာအနည်းဆုံး9ရက်တော့လုပ်ရမယ်စွစွပေါင်းတော့တပတ်ကိုမိနစ်150ပေါ့ဒါမျိုးလုပ်တယ်ဆိုလို့ရှိရင် ကိုယ်လေးချိန်ကြာတာမကြာတာလည်းဆိုင်ခန္ဓာကိုယ်ရဲ့အင်ဆူလင်တွေကပို့ပြီးတော့အလုပ်လုပ်ပါတယ် တော့ဒါတော့နံပါတ်1ပေါ့နံပါတ်3ကတော့ခုနအစီညားတဲ့အစားစာကြီးစားလို့ရှင်တို့ကတစ်ချိန်မှာလဲဒီအင်ဆူလင်တုံ့ပြန်မှုကိုတုံ့ပြန်မှုများစေလို့ပေါ့နော်အမြင်ပါတဲ့အစားစာတို့အဲဒီလိုဟာတွေကိုပို့ပြီးတော့စားတတ်တယ်ပေါ့ဒီ3ချက်ပါပဲဒီကဟာဒါဆိုရင်ဒီ3ချက်ကိုဟိုဖြည်းဖြည်းမှန်မှန်လိုက်ရှောက်အောင်ပေါ့နော်အဲဆိုအင်ဆူလင်ကောင်းတယ်ပေါ့နော်ဟုတ်ကဲ့အဲ့လိုကောင်းတာလေတိုင်းတာလို့ရလားအင်ဆူလင် တော်တော်များများတော့ဒီတိုင်းကြတိုင်းကြရပေါ့နော်ကျမတို့ဟိုးမား IR ဆိုတဲ့မတတ်နဲ့တော့တိုင်းလို့ရတယ်ဒါကဘာလို့တိုင်းတာလဲဆိုတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ insulin နဲ့ glucose ကိုပြန်တိုင်းပြီးတော့သူကဒါ formula နဲ့ပြန်တွက်တာဒါပေမဲ့ဒါသူ့သေသနာတွေမှာပဲလုပ်တယ်ကျမတို့တိုင်းလို့ရတယ်ဒါပေမဲ့ဒီလူနာတွေဈေးကူးတဲ့အခါမှာဈေးပြီးတဲ့အခါမှာ ဒီ insulin level ကိုကျမတို့သိမ့်မတိုင်ဘာလို့လဲဆိုဒီလိုလာတဲ့မျိုးစားနှစ်စီချိုတွေနဲ့ဒီကိုကိုလေးချိန်များနေတဲ့လူတွေအားလုံးက insulin resistance ရှိကြတယ်ပေါ့နော်ဒါကြောင့်မလို့ဒီဟာတွေကိုတိုင်းလို့ရရတယ်သူ့တည်တနာတွေမှာပဲတိုင်းကြတယ်ပုံမှန်ဆေးကုတဲ့ချိန်မှာတော့ insulin level ကြီးကျသွားပြီလားတက်သွားပြီလားတိတ်ပြီးတော့မတိုင်းကြပါဘူး